်အားလုံးကျွန်တော် channel ပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေဒီကနေ့ကုလားပိုင်း19ရက်နေ့အတွက်ထပ်မံပြီးတော့ဖိတ်ခေါ်ထားတဲ့အလောက်ကိုင်းခွလန်းနေနဲ့ထပ်မံပြီးတော့မိတ်ဆက်ပြီးတော့မှဖြစ်ပါတယ် channel ကိုဆင်အားပေးနေတဲ့ညီကိုဘောင်နှမတွေအားလုံးအလောက်ကိုင်းခွလန်းနေနဲ့ရရှိပိုင်ဆိုင်ဖို့ဆန္ဒပြုပါတယ်အလောက်ကိုင်းခွလန်းတွေမဖို့ပြမိမှာနော်အမခန့်အကြောင်းလေးနည်းငယ်ဖော်ပြလို့ပါတယ်ဝေမျှလို့ပါတယ်နော် ကျွန်တော်တို့အမခန်ရဲ့အကျိုးကျေးဇူးကိုနည်းနည်းဖော်ပြလိုတယ်အမခန်ထားရင်ဘာတွေကောင်းလာမလဲဆိုတာကိုကျွန်တော်ပြောပြရရင်တော့ကျွန်တော်တို့အကျိုးကျေးဇူးအနေနဲ့ဆိုရင်ကျွန်တော်တို့ရေးပေါ်ခြင်းနေမှာကျွန်တော်တို့အကကွယ်ရနိုင်တဲ့အတွက်ကြောင့်စိတ်ချမ်းသာမှုတွေရနိုင်တယ်ပြီးတော့ကျွန်တော်တို့ရေးပေါ်ခြင်းနေမှာအမီတာစုကိုငွေချင်းနဲ့ပြန်လဲပြီးတော့ကူညီပေးနိုင်တဲ့အတွက်ကျေးဇူးရနိုင်တယ်ပြီးတော့ အမခံထားခြင်းအပြင်ကျွန်တော်တို့ငွေကိုကျွန်တော်တို့တနေရာမှာတိမ့်ဆဲထားတယ်လို့ငွေစုထားတယ်လို့လည်းဖြစ်အတွက်ကျူကျေးဇူးတွေရနိုင်တယ်ပြီးတော့ကျွန်တော်တို့အဲကျူတင်မမန်းဆနိုင်တဲ့အနာကတ်မှာဖြစ်လာနိုင်တဲ့နော်အန်ဒရီနော်ရစ်အန်ဒရီတွေကိုကျွန်တော်တို့ရှော့ချပေးနိုင်တယ်ဆိုတဲ့ချက်လေးတွေပဲဖြစ်တယ်ဥမာပြောရင်တော့ကျွန်တော်တို့အမခံမရှိရင်မတော်မတဆဖြစ်လို့ရှိရင်ငွေကြေးခက်ခဲနဲ့ကြုံနိုင်တယ်နော်ဒါကတော့အမခံရဲ့ကျူကျေးဇူးဖြစ်တယ် ဆိုတော့အမခံတဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေကိုထပ်မံပြီးတော့အဲဆွေးနွေးတိုင်ပင်လို့စိတ်ရှိတယ်ဆိုရင်ပေါ်ပြပါကျွန်တော်ရဲ့ဖုန်းနံပါတ်တွေကိုအဲအခမဲ့ဆွေးဖုန်းဆက်ပြီးတော့အခမဲ့အဲဆွေးနွေးတိုင်ပင်နိုင်တယ်ဆိုတာကိုဝင်မြပေးပါရစေနော်โอเคဒါဆိုရင်ကျွန်တော်တို့လောက်ကင်ခွန်းလန်းအနေနဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေကိုဆက်ပြီးဆက်လက်ပြီးတော့ဒီလေးလာကြည့်ကြရအောင်เนาะပထမအောင်ဆုံးတွေ့တဲ့လောက်ကင်ခွန်းလန်းတော့ဖွဲ့စည်းတယ်မဖို့ပြတာပြီးမယ် ကျွန်တော်ရာသူကတော့ fee supervisor debt isa ဆိုပြီးတော့အဲကွင်စင်ကွင်ပိုင်းမှာကြီးကျက်သူအနေနဲ့ဖိတ်ခေါ်ထားတယ် isa ဆိုတော့ကျွန်တော်ဒီ position ကတော့ကျွန်တော်တို့ဒီ education เนาะပညာရေးလုပ်ငန်းတွေမှာလေ့လာ sensitive tools တခုဖြစ်တဲ့ isa ဆိုတာလေဆိုတော့သူခေါ်ထားတဲ့ position ကတော့10ခုတောင်ခေါ်ထားတယ်ဒီမှာအဲတေးစိတ်ကြည့်မယ်ဆိုရင်ကချင်ကရာကချင်တယောက်ကရာတယောက် အကရင်နဲ့ရောက်ချင်းကတယောက်ရခိုင်နဲ့ရောက်ရှမ်းတောင်တယောက်နော်စကိုင်းတယောက်음နော်ချင်းချင်းနဲ့စကိုင်းကတယောက်ဆိုပြီးတော့အဖိတ်ခေါ်ထားတယ်အားလုံးပေါင်း position 10ခုဖိတ်ခေါ်ထားတယ်ဗောနော်သူကတော့ short term project ပုံစံပဲခေါ်ထားတာရှိတယ်3လဗောနော် အောက်တိုဘာ3ရက်ကနေဒီဇင်ဘာလ음30ရက်နေ့အထိဆိုတဲ့ position တစ်ခုဖြစ်တယ် ဒီ position အတွက်နောက်ဆုံးလျှောက်တာမယ့်ရတော့အဲဒီစက်တင်ဘာလ30ရက်နေ့ဒီပေါ်ပြန်လာတွေ့ပါတယ်နော်အဲနောက်တစ်ဖွဲ့ကိုကြည့်မယ်ဆိုရင် AFXB ဆိုတဲ့ organization ကလည်းမန္တလေးအတွက်နော်ခေါ်ထားတဲ့ position ကတော့နော် Safe House Assistant နော်ကျွန်တော်တို့ဒီ Safe House ဆိုတာကျွန်တော်တို့မြို့သမီးနဲ့ကလေးတွေအတွက်ကိုတီးတန့်ဖန်တီးထားပေးတဲ့နေရာတွေမှာကျွန်တော်တို့ဦးဆောင် assistant เนาะထောက်ပံ့ကူညီပေးရမယ့်ရာထူးတစ်ခုအနေနဲ့ဖိတ်ခေါ်လာတာရှိပါတယ်မန္တလေးအတွက်ဖြစ်တဲ့နောက်တစ်ခုကတော့ Volvision မြန်မာကတော့ရန်ကုန်အတွက်ဖိတ်ခေါ်ထားတယ်เนาะ auditing opportunity ဆိုတော့ကျွန်တော်ဒီ audit เนาะစစ်ငွေစည်ရင်ပိုင်းဆိုင်ရာတွေစစ်စီတဲ့ကျွန်တော်တို့အပိုင်းဖြစ်ပါတယ်အဒီနဲ့သက်ဆိုင်တဲ့ရာထူးတစ်ခုကို Volvision မြန်မာကဖိတ်ခေါ်ထားတယ် နောက်တစ်ဖက်ကတော့ MHA ကလည်းရန်ကုန် region တွေ့ဆိုပြီးတော့နာစင်နော်သူနာပြုဆက်ဆက်မတွေဖိတ်ခေါ်ထားတဲ့ရာသူဖြစ်တယ်။နောက်တစ်ဖက်ကတော့ MSI organization ကတော့မကွေတွေ့ခေါ်ထားတယ်အဲကျွန်တော်တို့ဒီအဲတက်ခွေခံပညာရှင်အနေနဲ့ဖိတ်ခေါ်ထားတယ်ရာသူဖြစ်တယ်ဒီနှစ်ခုကတော့အဲကျွန်တော်တို့စီပိုင်းကျွမ်းကျင်တဲ့ညီကိုတွေအဲပါဝင်ခြောက်ထားတဲ့လောက်ကိုင်ခွက်လန်ဖြစ်တယ် နောက်တစ်ခုကတော့ဖွဲ့စည်းမှုပေါ်ပြထားပါတယ်မန္တလေးအတွက်ဆိုပြီးတော့ဖိတ်ခေါ်ထားတဲ့ရာသူကတော့ mail officer နော် monitoring လေလာအဲကြီးကျက်တဲ့ပိုင်း evaluation အဲပြန်လည်တုံ့တက်တဲ့ပိုင်း accountability တာဝန်ယူမှုတာဝန်ခံမှုပိုင်းနဲ့ learning ပေါ့နော်သင်ယူမှုပိုင်းဆိုတဲ့အဲလုပ်ငန်းတွေမှာဆောင်ရွက်ပေးရမယ့် officer ရာသူဖြစ်တယ်နောက်တဖက်ကတော့ MYEO ကလည်းကျွန်တော် remote area အတွက် video creator เนาะ ါကတော့မီဒီယာတမားရဲ့အတွက်လျှောက်ထားတဲ့နေပေါ့နော်ဗီဒီယိုနဲ့တက်ဆိုင်ပြီးတော့အဲရိုက်ကူးမယ် create လုပ်တယ်ဆိုတော့ကျွန်တော်တို့ဖန်တီးပေးရတဲ့ tool အနေနဲ့ဖိတ်ခေါ်တဲ့အရာလို့ဖြစ်တယ်เนาะကျွန်တော်ညီကိုတွေလာမေးတယ်เนาะကျွန်တော်တို့ video editing video ရိုက်ကူးရေးတွေ documentary တွေမပါဘူးလားဆိုတာเนาะဒီမှာတခုတွေ့ပါတယ်လို့ ဟုတ်နောက်တစ်ဖက်ကတော့ဖွဲ့စည်းမှုပေါ်ပြပဲနဲ့ရွှေကူတောင်ရှိကချင်စတိတ်အတွက်ကိုစီမံကိန်းကိုအော်ဒီနေတာနော် project coordinator စီမံကိန်းညီနိုင်ရေးမူညီနိုင်ရေးတူအနေနဲ့နော်နောက်တစ်ဖက်ကတော့ကျွန်တော်တို့အဲရန်ကုန်တွေ့ဖိတ်ခေါ်ထားတယ်နော်ဖိတ်ခေါ်ထားတယ်ရာဒုကတော့ senior officer နော်အကြီးတန်းကျွန်တော်တို့အဲရရှိဖိတ်ခေါ်ထားတယ်နော်အဲ နောက်တစ်ဖက်ကတော့ junior ဒီဒီ junior organization ကလည်းမန္တလေးအတွက် grand analysis နော် grand ဆိုတာကျွန်တော်တို့သကြမိတ်ဖက်ဖွဲ့ကိုပြန်ပြီးတော့အငွေကြေးပြန်ထောက်ပံ့တဲ့အပိုင်းမှာနော်အဦးဆောင်ပေးရမယ်နော် grand analysis အပိုင်းပေါ့နော်စစ်စစ်တဲ့ရွေးချယ်တဲ့အပိုင်းမှာအဲဟူဆောင်ပေးရမယ့်ຢာလူတစ်ခုဖြစ်တယ်။နောက်တစ်ဖွဲ့ကတော့ WHH ကတော့ညောင်ဦးဒေတာအတွက်နော် နှစ်ခုຢာတို့နှစ်ခုဖိတ်ခေါ်ထားတယ်ပထမတစ်ခုကတော့ data analysis ကျွန်တော်တို့အဲဒီစီမံကိန်းတက်ဆိုင်တဲ့အကြောင်းအရာတော်လကောင်းတခြား organization နဲ့တက်ဆိုင်တဲ့ချက်လက်တွေကိုကျွန်တော်တို့အဲကောင်းယူ data တွင်ပေးရတဲ့အပိုင်းမှာ assistant ဖိတ်ခေါ်ထားတယ်နောက်တစ်ခုကတော့ logistic assistant နော် logistic logistic ဆိုတော့တူတူကျွန်တော်တို့အဲဝယ်ချမ်းရေးတွေပို့ဆောင်ရေးတွေနော်အဲ့ဒီအပိုင်းမှာတာဝန်ယူပေးရမယ် အလောဂျစတစ်အရာတို့တစ်ခုဖြစ်တယ်။အဲနောက်တစ်ဖက်ကတော့ ASF organization ကတော့ wallet township အတွက်ကိုစီမံကိန်းအရာရှိဖိတ်ခေါ်ထားပါတယ်။နောက်တစ်ဖက်ကတော့အဲ MPG ကတော့ကျွန်တော်တို့ကချင်မြစ်ကြီးနာအတွက်နော် meal assistant နော်လက်ထောက်မီအပိုင်းနော်ဆိုတော့ကျွန်တော်တို့ဒါကတော့အဲသခွန်ရဲ့နေ့အတွက်ထပ်မှပြီးတော့ဖိတ်ခေါ်ထားတဲ့လောက်ကိုင်ခွက်လန်းတစ်ခုဖြစ်တယ်။ဆိုတော့ ဒီကနေ့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ဒီအဝေါ်မှာတင်ထားတဲ့အတိုင်းကျွန်တော်တို့လာစားเนาะအကျွန်တော်950ဒေါ်လာနဲ့ဖိတ်ခေါ်လာတဲ့အလောက်ကိုင်ခွင့်လန်းတွေကိုအသေးစိတ်တူလေ့လာဖို့ကျွန်တော်အစီစဉ်ထားပါတယ်လို့နောက်ဆိုရင်ကျွန်တော်တို့လာစား950ဒေါ်လာနဲ့ဖိတ်ခေါ်ထားတဲ့အ project manager အပိုစီရှင်ကိုနည်းနည်းလေးကျွန်တော်တို့လေးလေးတူလေးလာကြည့်ကြရအောင်เนาะခေါ်ထားတဲ့အဖွဲ့ကတော့ GH เนาะအ gathering House Youth Empowerment Society ဆိုတဲ့ organization ကဖြစ်တယ်ပေါ့နော်သူရဲ့သူကတော့ GA ဆိုပြီးတော့ပဲပေါ်ပြထားတာရှိတယ်ဒီမှာဆိုရင်ကျွန်တော်တို့ position ကတော့ခုနပြောသလို project manager ရာသူဖြစ်တယ်ပြီးရင်တနေရာပဲခေါ်ထားတယ်နော်တနေရာပဲလုပ်တယ်ပြီးတော့ရန်ကုန်တက်ဖိတ်ခေါ်ထားတယ်နော်သူအမြန်လိုအပ်တယ်ဆိုကြရလို့မျိုး duration ကတော့ကျွန်တော်တို့2025 December လအထိတိုင်ရှိပြီးမှနော်နောက်ထပ်လည်းတိုးနိုင်တယ်ဆိုကြရလို့မျိုးနောက်စီမံ အဲအနေနဲ့မန်နေဂျာအနေနဲ့ဆိုရင်ပရိုဂရမ်မန်နေဂျာကိုစီရင်ကပြင်စီရင်ခန်းစာပေးရမယ်ဆိုပြီးတော့เนาะနောက် closing date ကတော့ကျွန်တော်တို့အဲဒီဒီအဲဒီဝန်ထမ်းမရမချင်းကိုသူကဖွင့်မဲ့သဘောပုံစံမျိုးရေးထားတယ်เนาะဒါကတော့ project manager နဲ့တက်ဆိုင်တဲ့အဲအချင်းလေးပါလို့သူရဲ့အဖွဲ့ရဲ့ GHA background ကတော့ဒီမှာအဲဒီစိတ်အဲဝင်ရောက်ဖတ်ပြီးဖို့ပဲကျွန်တော်မြစ်သားရက်ခံပါတယ်လို့ ဆိုဒီမှာတစ်ချက်ပေါ်ပြလို့တာကတော့သူကတော့ key responsibility အဓိကဒီ project manager ရာသူကပါလေသူမှာတာဝန်ရှိလဲဆိုတော့တစ်ချက်ကျွန်တော်နည်းနည်းလေးအဲဝင်မြချက်ပါတယ်လို့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်အာ project project manager ကပါလေလောက်ရမလဲပေါ့နော်ဒီ project နဲ့စီမံကိန်းတက်ဆိုင်တဲ့ CD အစီအစဉ်တွေအချိန်စီရတွေနဲ့တက်ဆိုင်တဲ့ပိုင်းတွေမှာ ပြီးတော့ကျွန်တော်တို့ budget ပေါ့နော်စီမံကိန်းနဲ့တက်ဆိုင်တဲ့ငွေစည်ရင်းပိုင်းတွေမှာကိုနောက်ဒူနာရဲ့လူအပ်ချက်အရနော်ကျွန်တော်တို့အသေးစိတ်ကို ကျွန်တော်တို့အာရေးဆွဲပေးရမယ် develop လုပ်ပေးရမယ်ဆိုတဲ့ချက်ပါတယ်အဲပြီးတော့သူက manage the project activity နော်အစီမံကိန်းလုပ်ငန်းတွေ resort နော်လူရင်းမြင် resort လို့အားလုံးပါတယ်ပေါ့နော်လူရောငွေကောပစ္စည်းတွေရောအဲ့ဒါတွေနဲ့သက်ဆိုင်တဲ့အလုပ်ငန်းတွေအချိန်မီကျွန်တော်တို့ PC ဖို့ရန်တွဲပေါ့နော်သူကအစီမံခန့်ခွဲပေးရမယ်ဆိုတဲ့ပိုင်းတွေပါတယ်နောက်နံပါတ်3တစ်ချက်အနေနဲ့ကျွန်တော်တို့ဒီအဲကွင်းမှာရှိတဲ့အဲဒီအဖွဲ့တွေနဲ့နော် fit team တွေနဲ့ကျွန်တော်တို့ညီနေဆောင်ရွက်ပေးရမယ် ပြီးတော့လိုအပ်တဲ့နော် revenue assessment ဆိုတာအမြန်အဲဒီဒီအမြန်လိုအပ်ချက်အဲဒီ assessment ပေါ့နော်လိလဆန်းစစ်ချင်းကိုလည်းပဲကျွန်တော်တို့ကအဲဥဆောင်ပေးရမယ်ဆိုတဲ့လိုမျိုးတွေနော်ဒိုနာရဲ့လိုအပ်ချက်ရအဲအဒီပိုင်းတွေလည်းဥဆောင်ပေးရမယ်နော် coordinate နော်ညီနေဆောင်ရွက်ပေးရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ IED department ဆိုတော့ကျွန်တော်သူကောက်ရေးထားတယ်เนาะကျွန်တော်တို့ IED department ဌာနနဲ့လည်းကျွန်တော်တို့အဲ တူတူတကွချိတ်ဆက်ဆောင်ရွက်ပြီးတော့ညီနဲ့ဆောင်ရွက်ပေးရမယ်ဆိုတဲ့အပိုင်းလေးတွေပါတယ်ပြီးတော့ကျွန်တော်တို့အတူတူ join monitoring ဆိုပြီးတော့အဲ evaluation တွေလည်းကျွန်တော်တို့ဒီ program ကိုကျွန်တော်တွားလုပ်ပေးရမယ်ပေါ့နော်လီလာစောက်ကြည့်မယ်ပြန်လည်းတုတ်တက်တယ်ဆိုတဲ့အပိုင်းတွေလည်းเนาะ indicator ရဖို့အတွက်ပေါ့နော်အဲအပိုင်းတွေလည်းသူကဒီ project manager ကတာဝန်ယူဆောင်ရွက်ပေးရမယ်နော်အဲနောက်ပြီးတော့ နောက်တစ်ခုကတော့ဒူနာနဲ့အတူတူပေါ့နော်ဒူနာနဲ့အဲဆက်တဆက်ဆန်တဲ့အပိုင်းတွေနော်လူအချက်အရအဲဆက်တဆက်ဆန်တဲ့အပိုင်းတွေနော် financial ဒီငွေစည်နဲ့တက်ဆိုင်တဲ့အပိုင်းတွေနော်ပြီးတော့ကျွန်တော်တို့ဒီ project report တွေပြီးတော့ narrative update report တွေကိုလည်းကျွန်တော်တို့ပြင်ဆင်ပြီးတော့ပြပို့ရမယ်ဆိုတဲ့အပိုင်းလည်း project manager မှာတာဝန်ရှိတယ်ပေါ့နော်အဲနောက်ပြီးတော့တစ်ခုကတော့ကျွန်တော်တို့အဲ ဒီစီမံကိန်း account တွေပေါ်ဆောင်ရနေတဲ့ project staff တွေ volunteer စီတနာဝန်ထမ်းတွေကျွန်တော်မျိုးဖက်ဖွဲ့တွေကိုကျွန်တော်တို့သူကလမ်းညွှန်ပေးနိုင်ရမယ်ဆိုတဲ့အပိုင်းတွေလည်းသူတာဝန်ရှိတယ်ပေါ့နော်အနောက်တစ်ခုကတော့ကျွန်တော်တို့ဆွေးနွေးပွဲတွေစီဝေးတွေနဲ့သက်ဆိုင်တဲ့အပိုင်းတွေမှာလည်းညီနဲ့ဆောင်ရွက်ပေးရမယ်နော်ကျွန်တော်တို့တာဝန်ယူပေးရမယ်ပြီးတော့ကျွန်တော်တို့ဒီအပတ်ဖို့ကူညီပေးရမယ်ဆိုတဲ့အပိုင်းတွေလည်းပါတယ်ပြီးတော့နောက်ဆုံးတစ်ချက်ကတော့ project management tool and uh, procedure တွေเนาะစီမံကိန်းလောက်ဆောင်ပုံစစ်စစ်နေเนาะအစီမံခန့်ခွဲမှုအပိုင်းတွေလည်းသူကတာလောက်ရမယ်တာဝန်ရှိတယ်ဆိုပြီးတော့ project manager ရာသူတစ်ဖက်ခေါ်ထားတဲ့အားတွေကိုသူပြောပြထားတာပေါ့เนาะနောက်ပြောကျွန်တော်ဒီမှာတစ်ချက်ထပ်ပေါ်ပြလို့တာက essential non-lower qualification and requirement လို့အပ်တဲ့ ဒီအရည်ချင်းနေလို့ပဲပြောရတော့မှာပေါ့နော်ဒီမှာပထမဆုံးတစ်ချက်ကတော့ experience at least 5 year working in humanitarian project of emergency เนาะဒီအဲ emergency ရေးပေါ်ကာလမှာကျွန်တော်တို့ဒီလူသားချင်းစာနာထောက်ထားတဲ့စီမံကိန်းတွေမှာအတွေ့အကြုံရှိရင်ကောင်းတယ်တဲ့ at least 5 year ဆိုတော့ငါးနှစ်လောက်ပေါ့နော်ဒီမှာတထူးတစ်ပြင်ပဲပိုင်းမှာလဲဆိုတော့ငွေပေးတဲ့ပိုင်းတွေ wash အပိုင်းတွေ shelter မိုးကာ and fire and ကျွန်တော်တို့ food assistant နော်ဒီအပိုင်းဒီမှာကျွန်တော်တို့အဲတွေ့ကြုံရှိရင်ကောင်းတယ်ဆိုပြီးတော့ရည်ချင်ဖော်ပြထားတာရှိပါတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ conflict နဲ့ပတ်သက်တဲ့တွေ့ကြုံတွေအခက်အခဲတွေကိုဖြေရှင်းနိုင်တယ်။အဲဖြေရှင်းဆိုတဲ့နားလေတဲ့အပိုင်းတွေလည်းရှိဖို့လိုအပ်တယ်ဆိုကြလေ။နောက်ပြီးတော့ကျွန်တော်တို့ဒီအဲလူသားချင်းစာနာထောက်ထားတဲ့အခုအဲထောက်ထားတဲ့ principle နော်သဘောတရားတွေကိုလည်း knowledge နော်ဒီပညာ တည်ထားပေးရမယ်ဆိုတဲ့ပိုင်းနေရှိတယ်เนาะနောက်တစ်ခုကတော့ ability to plan เนาะ implement and monitoring project efforts เนาะ effectively ဆိုတော့ကျွန်တော်တို့ဒီစီမံကိန်းအစီအစဉ်ရေးဆွဲတဲ့ပိုင်းနဲ့ကောင်တက်ဖော်တဲ့ပိုင်းတွေ monitoring เนาะကြီးကြပ်လမ်းညွှန်တဲ့ပိုင်းတွေလည်းကျွန်တော်တို့အဲဆွမ်းရင်ဆောင်ရင်ရှိရမယ်ဆိုတဲ့ပိုင်းတွေသူဖော်ပြထားတယ်နောက်ပြီးတော့ဒီစီမံကိန်းအဲညှိနှိုင်းဆောင်ရွက်ပြီးတော့ကျွန်တော်တို့ အစီအုံလို့ဆိုတဲ့အပိုင်းဒီမှာလည်းပဲကျွန်တော်အဲပြည်စုံနေဖို့စကီနောက်ကျွမ်းကျင်မှုရှိနေဖို့လိုအပ်တဲ့ဆိုတဲ့လိုမျိုးတွေလည်းဖော်ပြထားတာရှိပါတယ်။ဟွန်းပြီးတော့နောက်တစ်ခုကတော့ communication skill လို့ပြောမှာပေါ့နော်။ဒီ success ဆက်ဆံတဲ့အပိုင်းဒီမှာလည်းတခြားတော့ project staff တွေရောတခြားတော့ဆက်ဆက်ပတ်သက်နေတဲ့ stakeholder တွေနဲ့လည်းဆက်သွယ်ရမယ်ဆိုတဲ့လိုမျိုးတွေလည်းဖော်ပြထားတယ်ပေါ့နော်။အဲပြီးတော့ခုနဖော်ပြသလိုပဲ knowledge of monitoring evaluation เนาะအဲလေးရကြီးကျက်ချင်တဲ့ပြည်နယ်သက်သက်တဲ့သဘောတရားတွေလည်းကျွန်တော်တို့ TP အသိရှိနေရမယ်ဆိုတဲ့အပိုင်းတွေရှိတယ်ပြီးတော့ဒီ project နဲ့သက်ဆိုင်တဲ့အဲစင်ကန်စာရေးသားနည်းเนาะဒိုနာတို့ရေးရမယ်ပေါ့เนาะပြရမယ်ဆိုတဲ့အပိုင်းမှာလည်းကျွန်တော်တွေ့ကြုံရှိအင်္ဂလိပ်ကောမြန်မာရောရေးနိုင်တဲ့အတွေ့အကြုံရှိဖို့လိုအပ်တယ်ဆိုကြလဲသူအဲ qualification နဲ့ပြောပြအောင်ဖော်ပြထားတာပေါ့เนาะ အဲနောက်တစ်ချက်ကတော့ကျွန်တော်တို့ team အဲကျွန်တော်တို့ဒီဘာဘယ်ပိုင်းဆန်းဆောင်ရေးရှိဖို့လိုလဲဆိုရင်ကျွန်တော်တို့ဒီတာဝန်ခံမှုတာဝန်ယူမှုအပိုင်းတွေမှာလည်းပဲကျွန်တော်တို့အဲလုပ်ငန်းဆန်းဆောင်ရေးရှိရမယ်ဆိုတဲ့အပိုင်းတွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ computer skill လဲကျွန်တော်တို့ Microsoft Office တွေနဲ့လဲကျွန်တော်တို့ data management တွေလဲအဲ အဲစကီရှိရမယ်ဆိုတဲ့ပိုင်းတွေလည်းဖော်ပြထားတာရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီအဲ project manager အတွက်ဖော်ပြထားတဲ့အဲဒီဒီလိုအချက်ပြောမှာပေါ့နော်အဲ not the check out of vision mission နဲ့အဲဒီတံပိုးထားမှုတွေကိုလည်း commitment ရှိရမယ်ဆိုတဲ့လိုအချက်တွေဖော်ပြထားတယ်အဲပြီးတော့ကျွန်တော်တို့နောက်ဆုံးတစ်ချက်ကတော့ အလုံရဲ့လူအချက်အရာခက်ခဲတဲ့ပတ်ဝန်းကျင်မှာ အလုံးလုံးနိုင်တဲ့စန္ဒရှိဖို့လိုအပ်တဲ့ဆိုတဲ့အလိုမျိုးတွေသူဖော်ပြထားတာတွေ့ပါတယ်လို့အဲနောက်ဆုံးတစ်ချက်အနေနဲ့ဖော်ပြအဲနောက်တစ်ချက်အနေနဲ့ဖော်ပြတာ benefit ပိုင်းခဏချင်းနဲ့ဖော်ပြတယ်လို့ဒီမှာ allowance salary allowance ကတော့အဲ950ဒေါ်လာနဲ့ above ဆိုတော့အထက်နောက်ပါမှမှာတလားမှာအဲ့လိုခန်းစားခွင့်ပေးမယ်ဒါပေမဲ့အတွေ့အကြုံနဲ့အရေးချင်းပုံမှာမူတည်ပြီးတော့ဆိုပြီးတော့သူ ပြန်ပြီးတော့ပေါ်ပြထားတာရှိပါတယ်လို့ဒါ benefit အနေနဲ့ပေါ်ပြတာပါဆိုတော့ဒီမှာ how to apply ဆိုပြီးတော့သူပေါ်ပြထားတယ်เนาะဘယ်လိုလျှောက်ထားရမလဲဆိုတော့ဒီမှာပထမဆုံးတစ်ချက်ကတော့စိတ်ဝင်စားတဲ့သူအနေနဲ့ application เนาะအဲ့ဒီပေါ်စားတဲ့ဆောင်ရယ်ပြီးတော့ update CV form ဆိုတဲ့ဟာလိုမျိုးတွေ now including education and qualification เนาะ recommendation အဲဆိုပြီးတော့ပေါ်ပြထားတယ်အရင် organization မှာလုပ်လုပ်ဖူးတဲ့ လူရဲ့ recommend letter လည်းလိုတယ်ပြီးတော့ပညာရေးလက်မှတ်တွေလည်းလိုတယ်ဆိုပြီးတော့သူပေါ်ပြထားတယ်เนาะပြီးတော့ contact number နေလည်းထည့်ပေးဖို့အသေးစိတ်ပေါ့เนาะပြီးတော့နောက်ဆုံးအဲထောက်ခံပေးမဲ့လူနေရောက်လည်းအဲပေါ်ပါထည့်ပြရမယ်ဆိုပြီးတော့ CV form တွေမှာဖော်ပြထားတယ်ပြီးရင်ဘယ်ကိုပို့ရမလဲဆိုရင်ဒီမှာဖော်ပြထားတယ်เนาะ recruitment@ghyes.org ကိုကျွန်တော်ပြီးပို့ရမယ်ဆိုပြီးတော့เนาะ ဖော်ပြထားတယ်ဒါပေမဲ့အဲ့ဒီပြူတဲ့လိပ်စာရဲ့အဲ subject မှာเนาะဒီမှာ project manager VA116258 အဲ့ဒါကိုရေးပြရမယ်เนาะအဲကျွန်တော်လျှောက်ထားတဲ့တူတွေမေးဖို့เนาะသူတို့ဒီဒီ subject မှာမားတာနဲ့ကျွန်တော်တို့ countdown လောက်တော့တာမားနိုင်တဲ့တကြောင်မလို့ဒီ how to apply မှာလည်းတရားလေ့လာပြီးတော့ဖတ်ပြဖို့ရန်အတွက်เนาะအဲကျွန်တော်တို့ကျွန်တော်အနေနဲ့အဲအလန်းလောက်ချင်ပါတယ်လို့ဒါကတော့ဒီကနေ့နောက်ဆုံး ဒီဒေါ်လာနော်လာစားဒေါ်လာ950နဲ့ခေါ်တာလည်းလောက်ကိုင်းခွင့်လန်းနဲ့တက်ဆိုင်တဲ့အကြောင်းအရာလေးကိုဝင်မြတ်ပေးသွားတာဖြစ်ပါတယ်လို့ဗီဒီယိုကိုအဆုံးထိလိုက်ပါလေးလာပြီးတဲ့ channel ပရိသတ်ရောင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့လောက်ကိုင်းခွင့်လန်းနေစင်ပြကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်